တောင်တွေကိုဖြူမြစ်တွေကိုလမ်းကြောင်းပြောင်းပြီးဆယ်စုနှစ်နဲ့ချီလို့တိဆောက်နေခဲ့တဲ့အိန္ဒိယနိုင်ငံဘုံဘေမြို့ကနာဗီမွန်ဘိုင်းနိုင်ငံတကာလေဆိပ်သစ်ဖွင့်ပွဲကိုတော့အောက်တိုဘာလ10ရက်နေ့ကကျင်းပခဲ့ကြပါတယ်ဘုံဘေလို့ခေါ်တဲ့မွန်ဘိုင်းလေဆိပ်ဟာဒီအရှိတောင်အာရှနဲ့ဥရောပ ခီးစဉ်တွေအကြားခရီးတစ်ထောက်နားတဲ့လေဆိပ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်လေဆိပ်ဆောက်လုပ်ရေးဟာနှစ်ပေါင်း20လောက်ကြာခဲ့ပါတယ်ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေ ဲမှာတောင်တွေကိုပြပြပြဝစ်သွားအောင်ဖြိုရတယ်။နောက်ပြီးတော့မြစ်တွေကိုလမ်းကြောင်းပြောင်းပေးရတယ်။ကြောက်ကြီးတွေကိုလည်းဒီတံတားတွေထိုးခဲ့ရတယ်လို့ CNN သတင်းဌာနကဖော်ပြထားပါတယ်။ကမ္ဘာလူဦးရေအထူးထပ်ဆုံမျိုးတွေထဲမှာပါဝင်တဲ့ဘုံဘေမျိုးဟာဒုတိယလေဆိပ်ကိုရရှိသွားတာလည်းဖြစ်ပါတယ်။ ပထမလေးစိတ်ဖြစ်တဲ့ BOM လေးစိတ်ဟာတစ်နှစ်ကို ခရီးသည်54တန်းကိုကင်တွယ်နေရတာဖြစ်ပါတယ်။အခုလေးစိတ်တက်မှာစိတ်ခံတာမီနယ်၄ခုအထိဆောက်လုပ်သွားမှာဖြစ်ပြီးတော့အခုပြီးစီးထားတဲ့တာမီနယ်တစ်ခုတည်းကတစ်နှစ်ကိုခရီးသည်တန်း20ကိုဝန်ဆောင်မှု ပေးသွားမယ်လို့ဆိုပါတယ်။အာလေးစိတ်ဆောက်လုပ်မှုအပြည့်ဝပြီးသွားရင်တစ်နှစ်ကိုခရီးသည်တန်း60ကိုဝန်ဆောင်မှုပေးနိုင်တော့မယ်လို့လည်းဆိုပါတယ်။လေးစိတ်အစ်စ်ကြောင့်ဘုံဘေမျိုးတီရှိ တဲ့မဟာရတ်ထရာပြည်နယ်ကလေယာထွက်ကုန်တွေနဲ့ရေလုပ်ငန်းထွက်ကုန်တွေကိုလည်းဥရောပနောက်ပြီးတော့အရှေ့အလယ်ပိုင်းဒေသတွေနဲ့ကမ္ဘာဈေးကွက်ကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်တင်ပို့နိုင်တော့မယ်လို့အာဏာပိုင်တွေကဆိုပါတယ်ရှင်